ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ဆီးရီးယားနဲ့မြန်မာနိုင်ငံမှာပဋိပက္ခတွေကြောင့်မြေမြုံပိုင်းနဲ့မပေါက်ကွဲသေးတဲ့လက်နက် KN တွေပေါက်ကွဲလို့သစ်ဆုံးမှုတံရရရှိမှုတွေဟာ2024ခုနှစ်မှာလေးနှစ်အတွင်းအမြင့်ဆုံးကိုရောက်ရှိလာခဲ့တယ်လို့မနေ့ကထုတ်ပြန်တဲ့ Landmine Monitor အစီရင်ခံစာအသေးအရာသိရပါတယ်။ဥရောပနိုင်ငံအများအပြားဟာရုရှားရဲ့ကျူးကျော်မှုချင်းချောက်မှုအန္တရာယ်ကြောင့် ညမြုံမိုင်းအတုံးပြုံမှုကိုတာမြင့်တဲ့စာရှုပ်ကနေနှုတ်ထွက်ဖို့လှုပ်ရှားနေချိန်မှာဒီဒေတာအရှက်လက်တွေထွက်ပေါ်လာခြင်းဖြစ်တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ပြီးကြတဲ့2024ခုနှစ်ကဖြည့်ရပောင်း6000ကျော်မှတ်တမ်းတင်ထားခဲ့ပြီးအဲ့ဒီအထဲမှာသေဆုံးသူ1945ဦးနဲ့ဒဏ်ရာရရှိသူ4325ဦးအထိပါဝင်ပါတယ်။2020ခုနှစ်ကစပြီး၄နှစ်တာကာလအတွင်းမိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်ဟာ 2024ခုနှစ်မှာအမြင့်ဆုံးအရေးအတွက်ဖြစ်တယ်လို့လည်းဆိုထားပါတယ်။ထိခိုက်ဒဏ်ရာရရှိသူ90ရာခိုင်နှုန်းနီးပါးဟာအရက်သားတွေဖြစ်ကြပြီးထောက်ဝက်နီးပါးဟာအမျိုးသမီးတွေနဲ့ကလေးငယ်တွေဖြစ်ကြပါတယ်။ဆီးရီးယားနဲ့မြန်မာနိုင်ငံမှာရှိတဲ့ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာအ धिक အားဖြင့်မြင့်တက်လာနေတာကိုတွေ့ရှိရတယ်လို့လည်းသတင်းမှဖော်ပြထားပါတယ်။ဆီးရီးယားမှာတမဒါဟောင်းဘတ်ရှယ်အီအာဆက်ပြုတ်ကျပြီးတဲ့နောက် နေရပြန်လာနေထိုင်သူတွေဟာမပောက်ကွဲသေးတဲ့လက်နက်ခေရန်တွေကြောင့် NDA တွေတိုးပွားလာနေတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းတမတော်နဲ့အစိုးရမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့မိုင်းအုံပြုမှုမြင့်တက်လာတာကြောင့်ဖြည့်ရပေါင်း2000ကျော်ကိုအများဆုံးမှတ်တမ်းတင်နိုင်ခဲ့တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်ရှင်။